မက်ဆီလက်သစ်ကို2032ခုနှစ်ထိစာချုပ်ချုပ်လိုက်တဲ့ဘာစီလိုနာဘာစီလိုနာကအနာဂတ်ဘောလုံးဒီယံပန်ရှင်ယမားကိုတန်ရုံးစဉ်ကြိုးခိုင်မှတရက်ခိုင်မှအောင်ချီနှောင်လိုက်ပါပြီယမားကဘာစီလိုနာရဲ့အနာဂတ်ဘောလုံးလောကရဲ့အနာဂတ်ပါသူနဲ့2025 26ရာသီအထိစာချုပ်တက်တန်းကျန်နေသေးပေမဲ့ဘာစီလိုနာကဆုံးရှုံးရမှာစိုးထိတ်စိတ်ကြောင့်2032ခုနှစ်ထိတက်တန်းရှိစာချုပ်ချုပ်ဆိုလိုက်တာပါဘောလုံးလောကမှာမက်ဆီ၊ဆီရိုနယ်ဒို၊မာရာဒိုနာတို့ထက်ပိုပြီးထူးချွန်သူမရှိဘူးလို့အစွဲကြီးကြပါတယ်။ဒါပေမဲ့ညီမကြောင့်အဲ့ဒီအစွဲကျွတ်တော်မယ်ထင်ပါတယ်။ အွန်နရီလိုမော်ဆီယာတူကယမကစားရာကြည့်ပြီးကျွေစင်းနေတယ်။ယမကပြိုင်ဘက်ခန်းစစ်ကစားသမားတွေကိုလှလှပပကြော်ဖြတ်ပြနေတယ်။တကယ်မယုံကြည်နိုင်စရာစွမ်းရည်ပါပဲ။အသက်18နှစ်ရွယ်မှာယမပြတာနေတဲ့ဆွမ်းဆောင်ရင်ကမက်ဆီနဲ့စီရိုနာဒိုတို့ငယ်ရွယ်စဉ်ကထက်များစွာတာလုံနေပါပြီ။စံချိန်ကောင်းတွေကိုလည်းပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ယမကအသက်15နှစ်ရွယ်မှာလည်းပါစီလိုနာအတွက်ထူးချွန်ပြနေခဲ့တာပါ။ဒီကနေ့ရာသီမှာပါစီလိုနာအတွက်18ဂိုးသွင်းဂိုးဖန်လီမှု25ကျင်းပြုလုပ်ပြီးစပိန်လာလီဂါ၊စပိန်ပီးယံဖလား၊စပိန်စူပါဖလားတွေကိုယမပိုင်ဆိုင်ခဲ့ပါတယ်။ ဂျမားကအသက်16နှစ်မပြည့်ခင်မှာပဲဘာစီလိုနာအတွက်ပွဲပေါင်းလေး135ပွဲတိကစားပြီးပါပြီ။ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက်အသက်ငယ်ဆုံးရာသီပွဲကစားနိုင်သူအဖြစ်လဲစံချိန်တင်ထားနိုင်ခဲ့တာပါ။ဘာစီလိုနာကလည်းဂျမားမထွက်ချင်တဲ့အကြောင်းရင်းကတော့ရှင်းပါတယ်။ဂျမားအတွက်ဘာစီလိုနာဟာမိသားစုဖြစ်နေလို့ပါပဲ။သူ့ကိုအမြဲတမ်းစောင့်ရှောက်ပြုစုတိုးထောင်ပေးတဲ့နေရာဖြစ်နေလို့ပါပဲ။လူလောကအကြောင်းသိအောင်ကဘာကြီးအကြောင်းသိအောင်ဘာစီလိုနာကတင် जा ပေးခဲ့တာမဟုတ်လား။ဂျမားရဲ့မိသားစုဝင်တွေကလည်းလေလွင်စိတ်မဖြစ်အောင်ထိန်းချောင်းပေးခဲ့တာပါ။ညဆိုရင်လူငယ်တဘာဝဟိုဒီဒီရှောင်မသွားနိုင်အောင်ထိန်းချောင်းပေးခဲ့ပါတယ်။ ညမစိတ်ထဲမှာလည်းဘောလုံးကလွဲပြီးအချားမရှိခဲ့ပါဘူး။လမ်းမထံမှာဘောလုံးကစားရင်ကဘာကြီးစီအရောက်သွားခဲ့သူဟာလက်ရှိမှာတော့လူငယ်တိုင်းရဲ့အိုင်ဒေါ်ဖြစ်လာပါတယ်။လူငယ်တယောက်ရဲ့ယာစမင်ကိုညမကအခက်ခဲနာနာရေးထိုးပြနေတယ်။သူ့ကိုမက်ဆီလက်သစ်ဖြစ်လာတယ်ဆိုပြီးဘာစီလိုနာအတိုင်းဝန်တစ်ခုလုံးကတော့ယုံကြည်ထားပါတယ်။ MNS ပေါ်မှာတင်ဆက်ပါတယ်။ဘောလုံးနဲ့ပတ်သက်တဲ့အားစားသတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးခဲ့ပါအောင်တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။